လမထခင်မှာကလေးကဟင်းဝရံကိုလှုပ်ကျွေးနေရပြီဖြစ်တဲ့ဆိုပြသစဉ်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်အခုလက်တလောအနုပညာလောကရဲ့အာယုံဆိုင်ခံရဆုံးနဲ့လူပြောများဆုံးကတော့မကြခင်မှာရွှေလက်တွဲကြတော့မယ်မင်းသားကျော်ဟင်းဝရံနဲ့မင်းသမီးကျော်လေးဆိုပြသစဉ်တို့ရဲ့မင်္ဂလာသတင်းပါဒါပေမဲ့အခုဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်တစ်ခုကြောင့် ပြည်သက်တွေကြောင့်မှစိုးရိမ်တန်တွေနဲ့အတူအငင်းပွားဝဲရအကြောင်းအရာတခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒါကတော့မကြခင်မှာသရိုးသမီးလောင်ဖြစ်လာတော့မယ်။စိုးပြစ်တစဉ်တရောင်လက်တောင်မထရသေးခင်ကတည်းကသရိုးသားလောင်ဟင်းဝရရဲ့ဝေယဝင်းဆောင်တွေကိုလုံးလုံးလာလာလောက်ကင်ပေးနေရတဲ့မြင်ကွင်းမှာပဲဒီဗီဒီယိုဖိုင်ကိုမြင်တွေ့လိုက်ရတဲ့ပြည်သက်တွေကြောင့်မှစိုးရိမ်တန်တွေညံသွားခဲ့ပြီးတော့ ဆိုပြတဲ့စင်ဟာအင်ထောင်မပြုတ်ခင်ကလေးကအနိုင်ကျင့်ခံနေရတာလားဆိုပြီးတော့ထင်စီမျိုးမျိုးနဲ့ပြောဆိုနေကြပါတယ်။ပြည်သက်တွေဘာကြောင့်ဒီလောက်ထိစိုးရိမ်နေကြရလဲဆိုတော့ဆိုပြတဲ့စင်ရဲ့နောက်ခံဘဝလေးကြောင့်ပါပြည်သက်တွေတည်ကြတဲ့အတိုင်းပဲဆိုပြတဲ့စင်ဆိုတာကအနုပညာအတန်းဝိုင်းမှာအောင်မြင်နေတဲ့မင်းသမီးတယောက်ဖြစ်တယ်လို့သူ့ရဲ့မိသားစုမှလည်းတဦးသေးတော့တမီးလေးဖြစ်တာကြောင့်မိဘတွေကရောဆွေမျိုးတွေကပါဘယင်မာတပားလို့ဖူးဖူးမုတ်ချစ်ခင်ယူရပြီးတော့အဆဆရရရအလိုလိုက်ခံရတဲ့သူပေါ့အခုအွယ်ရောက်လာတဲ့အချိန်ထိတောင်မှပတ်စံကိုကိုယ်တိုင်မကင်မဲအမ ေလက်ထဲအတဲတီအလိမ်မာတိတက်ပြီးတော့မိဘရဲ့အရေးအဝါသားအောက်မှာကြီးပြင်းခဲ့တဲ့သူဖြစ်ပါတယ်ဒီလိုမျိုးတုံနေအောင်ချိရတဲ့တဦးတော်သမီးလေးကအခုလိုယောက်ျားတယောက်ရဲ့တောက်တူမယားတွေကိုလိုက်လံလုကင်ပေးနေရတဲ့ပုံမှာပြည်သက်တွေကစိတ်မကောင်းဖြစ်ပြီးတော့စိတ်ပူပန်ပေးနေကြတာပေါ့ အထူးသဖြင့်တော့တအူရီတော်သမီးဖြစ်တာကြောင့်တဖက်မိသားစုတွေကိုချွေးမတော်ရရင်ရောက်ခမတွေရောင်းမတွေကဝိုင်းပြီးတော့အနိုင်ချင်းခိုင်းစားမှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ဇလန်းကိုပြန်ကြည့်မယ်ဆိုရင်တော့ပရိသတ်တွေအားကြခဲ့ရတဲ့ဇုံတွေလေးတွေပါ။နေ့အစပိုင်းမှာကလေးကရွှေဆိုင်ခန်းသားတွေပွဲတွေအတူတူတက်ပြီးတော့တွေ့မြင်လာရကနေပရိသတ်တွေကလိုင်းဖက်လုံးနေဆိုပြီးတော့သဘောတူအားပေးခဲ့ကြတာပါ။နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပေမဲ့အဲ့ဒီအချိန်ထိသူတို့သားလောင်းသူတို့သမီးလောင်းကဘယ်သူတွေမှမသိခဲ့ကြ ြတာပါအားလုံးကိုအင်အားသင်းစေခဲ့ရကတော့သူတို့နှစ်ယောက်ရဲ့မင်္ဂလာသတင်းကိုတရားဝင်ကြားတရတဲ့အချိန်မှာပဲနှစ်ဦးနှစ်ဖက်မိသားစုတွေတိုင်ပင်ပြီးတော့ဆေးဆက်ကြောင်းလမ်းမှုတွေပြီးစီးကချစ်သူသက်သန်း၆နှစ်ပြည့်အထိမ်းအမှတ်ဖြစ်မင်္ဂလာ၆ပွဲတန်တဲ့အစဉ်ပြေချုံးမှုနေခဲ့တာပါဒါပေမဲ့လေပရိသတ်တွေရဲ့စိုးရိမ်ပူပန်မင်းတွေရဲ့နောက်ကွယ်မှာတကယ်အဖြစ်မှန်ကတမျိုးတစ်ပုံဖြစ်နေပါတယ်တကယ်တမ်းမှာတော့စိုးပြတဲ့စဉ်ကိုရိုင်းကအခုလိုမျိုးဟင်းဝရဲ့ရဲ့ဝေယဝန်းဆောင်တွေကိုလောက်ကင်ပေးရတဲ့ပုံမှာမကြေမနက်ဖြစ်နေခြင်းမရှိပဲကျင်းနဲ့ပျော်ရွှင်နေတဲ့ပုံကိုတွေ့ရပါတယ်ဒါဟာအနန်ကျစ် ံရခြင်းမဟုတ်ဘဲကိုချစ်တဲ့သူပေါ်မှာထားတဲ့မေတ္တာနဲ့ကယူဆိုင်မှုကိုပြသတဲ့လောရတစ်ခုဖြစ်ရှုမြင်နိုင်ပါတယ်။ဒါပြင်ဟင်းဝင်ရရဲ့မိဘတွေနဲ့မိသားစုဝင်တွေကဆိုဖြစ်တဲ့ခြင်းကိုအနိုင်ကျင့်ဖို့ထက်ကိုယ့်ရဲ့သမီးအရင်လေးတယောက်လိုဝိုင်းပြီးတော့ချစ်ခင်ကြရတယ်လို့အတွင်သတင်းတွေရသိရပါတယ်။ဟင်းဝင်ရတို့လိုမျိုးအသားဝိုင်းကဒီလိုလိမ္မာရေးကြရှိပြီးအသည့်လိမ္မာနဲ့ပြည့်စုံတဲ့အမျိုးကောင်းသမီးလေးတယောက်ကိုချွေးမတော်ခွင့်ရတာကြောင့်လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။ဒီအချက်တွေကိုကြည့်ချင်းအဖြစ်ပရိသတ်တွေရဲ့စိုးရိမ်မှုဟာချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ပူပန်မှုတစ်ခုသာဖြစ်ပြီးတကယ်လက်တွေ့မှာတော့ဆိုဘီသဇင်ဟာသူ့ရဲ့အိမ်ထောင်ရေးအကြိုကာလမှာပျော်ရွှင်စွာနဲ့ဖြတ်တန်းနေရကိုတွေ့ရပါတယ်။တယောက်နဲ့တယောက်အပြန်အလှန်နားလည်မှုကယူဆိုင်မှုတွေနဲ့တိစောက်ထားတဲ့ဆက်ဆံရေးမျိုးလည်းဖြစ်ပါတယ်။ပြိသက်ကြီးတို့ရောဒီပေါ်မှာဘလို့မြင်ကြပါသလဲ။လက်မထက်ခင်ကတည်းကချစ်သူရဲ့ဝင်ရောက်ဝင်ဆောက်တွေကိုလိုက်လံလုပ်ပေးနေရတာကစိုးရင်စရာရှေးပြင်းနမိတ်တစ်ခုလိုမြင်လား။ဒါမှမဟုတ်ချစ်ချင်းမြတ်တာရဲ့တသက်တီတစ်ခု ဖြစ်ပေရှုမြင်ကြလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။